လို့အမိရတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးကြပါလေ။နာတော့တဆင်ပေးကြပါအောင်ခင်ဗျာ။ယနေ့လေကိုရောင်းစိန်အစောကြီးတို့သည်တို့တော့ခါတိုင်းလိုထိုင်းမှန်ပြင်းကြီးစွာဖြင့်အပြင်းဆန့်မနေတော့ပဲချက်လက်ပေါ်ပါစွာသာတူထားလိုက်သည်။ယနေ့သူ၌လူဆရာတွေအများကြီးရှိသည်။သူရင်သားလို့မဟုတ်မယ်စိန်လေးတနေ့လုံးလက်မချရအောင်လုပ်ရအောင်မည်။သူသားဒီလုံးလေအားအားနေရမည်မဟုတ်။သူ့ချုံသုံးချုံလုံးကိုအားလုံးပိတ်ဆို့ကငါးများကိုဖမ်းယူပြီးပြီဖြစ်ရ။ငါပက်ကောင်းပြက်နှင့်ကုံငါးများကို ကုံတယ်များတို့၎င်းငဖယ်များကို ဖောက်တဲ့ငါအဖြစ်မစိမ့်နေမကြီးမတ်မေရင်တို့၎င်းချိန်ရောက်ခဲ့၏တို့သောကောင်တင်းငါများနှင့်ငကြီးငယ်များကိုမူမစိမ့်ဖြစ်နှင့်မရောက်ဟုဆိုကမေစိန်ကခြံထားခဲ့သည်မန်ပါသည်ငရန်ကိုငစိမ့်ရောက်နာထက်ငရန်ကြောက်လို့ပြီးရောင်းကမေပေါ်ရမည် ထိုနည်းတူကောင်းသေးငားများကိုလည်းငစင်းရောင်းနာတဲ့ငပိလုပ်ပြီးလေသမားများထံစပားနှင့်တွား၍ဖလဲလျင်မိုးရင်အတွက်စားဖို့ဝန်းစားစပားအလုံးလောက်ရနိုင်သည်ငစင်းအဖြစ်ရောင်းနာတဲ့ကုံလုပ်ပြီးလေသမားများထံမှစပားနှင့်တွား၍ဖလဲလျင်မိုးရင်အတွက်စားဖို့ဝန်းစားစပားအလုံးလောက်ရနိုင်သည်ငစင်းအဖြစ်ရောင်းနာတဲ့ကုံလုပ်ပြီးရောင်းနာကလူပို၍ပင်မန်းနာတော့မှန်သည်သို့တော့ပို၍အကျိုးရှိမည်ဆိုကပို၍ပင်မန်းသည်ကိုသူတို့ဂရုမစိုက်ပါသူကြုံသုံးကြုံမှာငါးတော်များများတက်လိုက်သည်ဖြစ်ရာ ုံကားများကိုကုန်လုပ်ရန်အတွက်သူတို့တွေတနေ့လုံးမအားရအောင်အလုပ်လုပ်ကြရမည်။သူ့ဖို့ဆိုရင်မိုးလင်းနေနေတပြိုင်နက်မယ်စင်ငကြီးကြက်တိုက်ရန်အတွက်ငကြီးကြက်စင်ဆောက်ပေးရမည်။ထင်းများပောက်ပေးရမည်။မပီစင်ဆောက်ရမည်။မပီနေရမည်။ အပိစားကူရမည်မဲစင်ဆိုလျင်လေညလုံးကခွဲထားသောငရဲများကိုနေထုတ်လှမ်းရမည်လောင်ထားသောငကြီးချင်းများကိုနေထုတ်လှမ်းပြီးကြက်တိုက်ရမည်ပြောရမှာစကလုံးနဲလာတော့လေလောက်ရမှာလက်ဝင်လှသည်မို့ဒီလုံးကိုပင်အာအမထားနိုင်ပေတောက်တူမဲရကူညီလုတ်ခိုင်းရမည်ဤတို့တနေ့လုံးမအောင်လောက်ရမည်ဖြစ်တော်လေထုတ်လို့ရမည်အလုံးများအတွေ့သူစိတ်ထဲ၌ဝင်လေးပင်ပန်းခြင်းတော့မဖြစ်မီ သူလုပ်ငန်းမှာထိုက်တင်တော့အကျိုးမြတ်ရဖို့မှာဒေချာနေပြီဖြစ်ရာမျောလင်းချက်ကလေးနဲ့စိတ်အားဖြင့်တက်ကြွနေနေသေးသည်သူစိတ်မှာရှင်မြူးနေ၍သူတကိုယ်လုံးမှာဖြက်လက်ပေါ်ပါနေသည်သူသည်မိကွက်ကိုမိထွန်းညှိလိုက်ပြီးနောက်တပည့်အိုးကိုဆွဲကရေသွားဖြည့်၏နောက်ဖိုးပေါ်တွင်တည်ထားလိုက်ကမျက်နှာသွတ်သည်၏မျက်နှာတရားတွင်ဖြည်းဖြည်းလေးလေးအေးအေးဆေးဆေးနှင့်စိန်ဆွဲ၍တက်ခဲ့သောကြောင့်မျက်နှာတက်ပြီး၍တပည့်အိုးကိုသွားကြည့်သောအခါတွင်စူပွက်နေပေပြီ ူသည်လက်ပချောက်ခက်ကမိဖို့ပေါ်တွင်ပင်နှက်ထားလိုက်၏နောက်သူသည်မဲစိန်နှင့်ဒီလုံးကိုပါတွားနှုတ်၏သူတို့သည်နှုတ်ထလာကမျက်နှာတစ်ပြီးနောက်တွင်က တာမီတာဖာ၃ယောက်သာလက်ဖက်ရည်ကြမ်းဝိုင်းဖွဲ့ကြ၏မဲစိန်ကလက်ဖက်ရည်ကြမ်းကိုနှစ်ကြိုက်တော့လေဆွဲဆွဲလန်းလန်းတောက်တတ်သူမဟုတ်တစ်ခွက်ကောင်းနှစ်ခွက်ကောင်းလောက်တောက်ပြီးကျင်းနဲ့သွားတတ်သည်ခူတောင်းစိန်ကတော့တိုးလုံးကိုတယောက်တည်းကုံအောင်တောက်နိုင်သည်ဒါမကတနေ့လုံးတည်ပြီးလင်းတနေ့လုံးထိုင်တောက်နိုင်သူဖြစ်သည်ဒီလုံးမှလေလက်ဖက်ရည်ကြမ်းတောက်ရာတွင်ဖခင်ဤခြေရာကိုနင်းလိုက်မိသူပင်မဲစိန်သည် လက်ဖေးကျန်းတစ်ခွက်ကိုတစ်ခွက်ပြီးတစ်ခွက်ခတ်သက်သက်တောက်ချလိုက်ပြီးနောက်စေပေါ်လေးတို့ကလေးကိုမိသွားညှိကစိတ်နှင့်တောက်ရှူနေ၏သူမကလက်ဖေးကျန်းကိုဆွဲဆွဲလန်းလန်းမဟုတ်တော့လေစေပေါ်လေးကိုတော့မတောက်ရမနေနိုင်အောင်ဆွဲလန်းနေသူဖြစ်သည်ထမင်းကိုတအငတ်ခံနိုင်ပြီစေပေါ်လေးကလေးသာတောက်နေရမယ်ဆိုရင်ထမင်းကိုတော့မိပါရဲ့ဟူ၍သူမကပြောလေရှိသည်ကိုယ်တော်စိန်နေဒီလုံးတို့ကတော့တဖေးချမ်းကိုတစ်ခွက်ပြီးတစ်ခွက်စိန်ဆွဲ၍တောင်းနေကြ၏ ်ပထမတွင်လက်ဖေးချမ်းကိုမဲ့မဲ့မောမောလောပစောဖြင့်ကုန်းရီကျိုးရီတောက်နေရသောကြောင့်စကားမပြောနိုင်ရသည်သုံးခွက်လောက်ဆင့်တောက်ပြီး၍အချိန်လေးရသွားမှစကားပြောလို့စိတ်ဖြင့်မဲစင်ရမော့ကြည့်လိုက်ကမဲစင်ကြီးတို့တွေကိုတော့ကုသူကန်လေးထောက်မှလာပြန်ပြီကွယ်ခုတိုင်းဆိုရင်တော့ကန်တရားဟာတို့ဘော်မှာတည်ပြီးမရိုင်းလာပါဘူးတနှစ်မှာ၁၂လရှိတဲ့နောက် စစ်တလမှာဒုက္ခနဲ့ကြီးကြုံခဲ့ရပေမဲ့တလလောက်အချိန်ကလေးမှာအသက်ရှူတာခွင့်ကလေးရယုံလောက်ချမ်းသာဒုက္ခကိုပြန်ပြီးပေါ်ရသည်လို့တော်ပါသေးရဲ့ငါတို့ဒစိမ့်စိမ့်တွေ့ပြီးပျော်နေတယ်လီကိုတော်စိန်ဤအတန်မှာပျော်ရွှင်စွာဖြင့်လွင်နေ၏ကိုတော်စိန်ဤမျက်လုံးများမှာပျော်ရွှင်ခြင်းကြောင့်အယောင်တောက်နေသည်ပျော်ရှားပေမည်ဆင်းရဲဒုက္ခဟု၍လုံးဝမတွေ့ကြုံဘူးပဲချမ်းသာဒုက္ခဤအလဲမှာအစဉ်မြဲဇံပယ်နေရသူများအဖို့မူဒေါယုံဒေါယုံဒုက္ခကလေးလောက်နှင့် တုံလုံးချောက်ချားမည်မဟုတ်တော့လေဆုံးလင်းသွားပမာဒုက္ခတန်တရားဝဲကရဲ့အတွင်ဝဲတဝဲလေလေနှင့်နေရသူများဖို့တစ်ချိန်တစ်ခါကြုံကြိုက်လာတော့ဘာမဟုတ်သည့်အစဉ်ပြေမှုဒုက္ခကလေးကိုပင်အဟုတ်ကြီးထင်ကမငန်းတဲ့ရှင်မြူလာရခြင်းမှာတဘာဝကြသည်တစ်နှစ်လုံးလုံးမှဆိုမှဒီလိုအချက်ကောင်းမျိုးတစ်ချိန်လောက်မကြုံရင်လေတောင်းစင်ရဲ့တေတေရကြီးရဲ့အင်းလေမပြားကြီးလည်းပြောဘူးသားပဲဒီလူပုံကြီးဟာဒုက္ခပုံကြီးပါပဲတဲ့သူပြောတာလည်းဟုတ်မှာပါပဲကျုပ်တို့ကိုကြည့်ပါလား တွေ့လျရတဲ့ဒုက္ခတွေဒုက္ခတွေဆိုတာပြောမဆုံးပါဘူးတော်သုံးအောင်ဆိုတယ်လို့ကြာနေတာပဲဒုက္ခပုံကြီးတဲ့လူလာဖြစ်ကြရလို့ဒီဒုက္ခတွေကိုဒီလောက်များများတွေ့ကြရတယ်ထင်ပါရဲ့တော့မေစင်ကလည်းမခေလှပါကိုတောင်းစိန်စကားကိုသူကြားဘူးနားမှာရှိသည်များတရားတော်ကလေးနှင့်ပြန်ကြား၍ပြောနိုင်ခဲ့သည်သို့တော်သူတရားတန်ကလေးရဲ့၌ညဉ့်ညူတန်ကလေးအနေငယ်ပါသွားသည်ကိုသတိပြုမိတော့ကိုတောင်းစိန်ကမေစင်အားနှစ်သိမ့်သောအဖြစ်အေးဟဲဒါပေမဲ့ တို့ဖို့ဒုက္ခပဲတစ်ချိန်ပြန်လဲလာပြီမို့အငငယ်စရာမရှိတော့ပါဘူးကွယ်ဟုအားပေးလိုက်၏ကိုတောင်းစိန်သည်ပစိန်ကိုဆွဲ၍အိမ်ပေါ်မှကုန်ဆင်းလိုက်ကခြုံဆုပ်ပြီး၍သူ့ခြုံမှတည်ယူလာသောမကြီးတုံးများကိုခွန်းကနေခွန်းကနေပောက်ခွဲနေ၏မယ်စိန်ကလည်းအာအမနေပဲညလုံးကခွဲထားသောငရဲများကိုရေဆင်းစေကနေထုတ်လှမ်းနေသည်ဒီလုံးကမူတမင်းချက်ပြုတ်ဖို့တာဝန်ကျနေသည်နနာကြီးလောက်အရန်နာမရှိပဲထင်းတုံးများကိုပောက်ခွဲလိုက်သောအခါ ထင်းကျန်းအတော်များများထွက်လာ၏မဲစင်ငကြီးကျက်တိုက်နိုင်လောက်သည့်အထိထင်းကျန်းများဒုံလောက်စွာရပြီဖြစ်သည်ဖြင့်လေထင်းပေါက်ချင်းကိုသူတခန်းရက်နာလိုက်သည်ချမ်းရင်လာသည့်ဆောင်းကလာ၏နည်းနည်းခင်းမြင်ဖြစ်တော်လေအလုတ်ကျန်း၏အချိုးတရမှုကြောင့်သူတကိုယ်လုံးချွေးများဖြင့်ဖုံးနေ၏သို့တော်သူသည်မောပန်းနှွမ်းလျခြင်းမရှိတခုပြီး၍တခုကိုဆက်လုပ်ရန်သာစိတ်ထက်သန်နေသည်ဘာကိုလုပ်ရမလဲသူကိုယ်သူပြန်မေး၏ မယ်စိငကြီးချက်တိုက်ဖို့ကြက်စင်ဆောက်ရမည်ဟုအဖြေထွက်လာ၏ချက်ချင်းပင်လက်ထဲမှပစိန်ကိုလွှတ်ချလိုက်ကပေါတူးကိုကောက်ကန်၏သူလုပ်ငန်းမှာထိုက်တင်သောအကျိုးမြတ်ရရှိဖို့တေချာနေပြီဖြစ်တော့ကြောင်းမျောလင်းခြင်းနှင့်စိတ်တကြွလျက်ရှိသည်ဖြင့်ကိုလက်တို့မှပို့ပါနေ၏အလုတ်ကိုစိတ်ဝင်စားစွာဆရာထက်တန်စွာပြုလို့ရှင်းဖြစ်တော့ကြောင်းလေအလုတ်မှတွင်ကျယ်၏သူသည်မယ်စိငကြီးချက်တိုက်ဖို့ကြက်စင်ဆောက်ရန်အတွက် သူ့အိမ်နောက်ပဲရှိရှင်းလင်းထားသောမြေပြန့်တွင် ပေါက်တူးကိုမြောက်ကမြောက်ကမြေကြီးကိုပေါက်ဆွားနေ၏အနန္တပီအလျားလေးပေကန်းရှိသောမြေနေရာကွက်တွင်တထွာခန့်အဆောက်ရှိသောဇံဝန်းဖြစ်သူရောက်အောင်မြေကြီးကိုပေါက်ထုတ်မိမှသူရန်နာ၏တစ်ဆက်သေးပင်ဘလုံးတိုင်တို့လေးတိုင်ကိုယူ၍မြေဆိုင်ဝန်း၏တောင်လေးတောင်တွင်တထိုင်စီဆိုင်လိုက်၏ပြီးလျင်ဘလုံးတန်းများဖြင့်တထိုင်နှင့်တထိုင်ကိုတန်းပစ်ဆက်သွဲကအပေါ်မှနေ၍ ရင်ခင်းပြီးနှီးချက်များဖြင့်အခိုင်အမာကြီးနောင်းလိုက်ခြင်းအပြင်အကြီးကျက်စင်မှာတနအီအတွင်းပြီးစီးသွားရ၏ဘုံကြီးเจ้าမှစီကြီးမှကိုကျက်တီးနေပေပြီသို့တော်သူအနာမယူလို့သည်လှုပ်ရှားတွေကညပြလှသေးသည်တကူပြီးတကူဆက်ဆက်တလို့ဆက်ကဆက်ကလုံနိုင်မှတန်ခါကြမည်ကိုင်းဒါဖြင့်လှုပ်ရှားပါများကြံနေတယ်လေဩမပြည့်စင်ဆောက်ရအောင်မည်ဟုတ်ပါသည်မပြည့်စင်ကိုတော့ဆောက်မှဖြစ်မည် သူကြောင့်တုံညုံမှရထားတော့ကောင်းသေးငါးများမှာအတော်များသည့်ဖြစ်ရာသူငါးများကိုငပိလုံရန်အတွက်ငပိစဉ်ကိုစောက်မှဖြစ်မည်။ဤများများပြတော့ငါးများကိုငပိစဉ်မစောက်ပဲပြီးစလေငပိလုံလျင်ငပြာရီများလေကုံကမရလိုက်ဖဲရှိမည်။ပြီးတော့လေငပိစဉ်ကြီးနဲ့ဟိန်းလို့ဆိုတော့တောင်းစိန်တို့မှာငပိတွေရောင်းဖို့ရှိတယ်ဟိဆိုကမကြင်ညာရပဲနဲ့လူတိနိုင်ပါသည်။ဂုံတိတ်ခါလည်းရှိတယ်မို့ကြွားလဲကြွားနိုင်သည်။ဟော ကျုံကပီစင်မှာမပီ၄900လောက်ရှိတာမို့ဝယ်သူများရှိရင်ညှို့လိုက်စမ်းပါလို့လူတွေ့တိုင်းအသားယူပြီးပြောလိုက်ရလျင်ဘယ်လောက်ရတာထူလိုက်မလဲဒါကြောင့်ငပီစင်တော့ဆောက်ပြအောင်ဆောက်ပါဆောက်ပြအောင်ဆောက်ပါအတွေးနောက်အလုကပါလာသည်ကိုလက်များမှာဆက်တက်ထားသလိုတက်လက်စွာလှူရှားနေသည်ဓမင်းချက်ပြုတ်ပြီးပြီဖြစ်တော့ဒီလုံးကလည်းသူ့လုပ်ကိုလာရောက်ကူညီပြီးလောက်ကင်နေတဲ့ဖြင့်သူ့လုပ်မှာပို၍တွင်ကျဲလာသည်ငကြီးကြက်စင်နေမနီမွေးနေရာတွင်မင်းနှစ်ယောက်သားတိုင်ဆိုင်ရန် ဒိဉ္ဉံများများဖြင့်တွင်းထူကြ၏ထိုတွင်းများပေါ်တွင်ဝါးလိုက်များကိုစိုက်ထူလိုက်ကြ၏တတိုင်းနှင့်တတိုင်းဆက်ကဆက်ကဝလုံးတန်းများဖြင့်တန်းပြစ်ဆက်သွဲပြီးငပိပုံရံအတွေ့အပေါ်မှယင်ခင်လိုက်၏ငပိမှကြလာသောငံပြရီကိုအောက်မှနေပြီးခံယူရန်အတွေ့ငပိစင်အောက်တွင်တန်ငယ်များကိုတပတ်တစ်ချက်နှိမ်လျှောခင်းပြီးထိုတန်ငယ်နှစ်ဖက်အဆက်ဆုံးမိရအောက်ကမှမဘိုးချမ်းကိုပြုတ်လုပ်ထားသောရေရယောက်ကိုတက်ဆင်ထားလိုက်သည် မပြီးတင်ဆောက်လုပ်ပြီးဒီအထိလုပ်ငန်းစဉ်အဆင့်အဆင့်ကိုဖော်ပြရမှာမကြတော့လေလုပ်ရရင်မူ၃နိုင်တောင်ကြာသွားသည်ဒါတောင်ဝါတငယ်နှိစသောပစ္စည်းဝတ္ထုများအစင်းနှင်းရှိ၍သူကိုယ်တိုင်မှာစိတ်ဝင်စားသောဆရာထက်တန်စွာပြုလုပ်သည်ဖြင့်အလုတ်တွင်ကျဲ၍ဖြစ်ကြောင်းဒီလုံးရင်အကူအညီကိုရရှိ၍တကြောင်ဤ၃နိုင်အချိန်ကနှင့်ပစ္စည်းသွားခြင်းဖြစ်သည်လို့မဟုတ်လျင်ဒီအချိန်ကလေးလောက်နှင့်ဘယ်ပြီးနိုင်မလဲခီးနေအောင်ဆောက်လုပ်ထားသောငပိစင်ကြီးကိုကြည့်ရင် ထုံငပိစဉ်ကြီးပေါ်တွင်မြစ်မူတောင်လောက်ပမာဏရှိသောငပိဘုံကြီးကိုထင်မြင်လာသည်ဟင်္ဒရာအနီးရှိနတ်မော်ရွာမှနှကံမွေကားကားနှင့်ငပိကုံတဲ့ကြီးဥပါညွန့်ကိုလည်းသူမျက်စီထဲတွင်မြင်ရောင်လာသည်ဟိုတုံးဟိုတုံးကဆိုလျင်ဒီလူကြီးမှာသူတို့လိုငပိအနေငယ်များတာရောင်းနိုင်သူများကိုအဖက်ပင်မလို့အဖက်လုတ်ပြီးဝယ်ပြန်တော့လေမဖြစ်စလောက်ကလေးမှုဆိုကဈေးနှင်းချပြီးဝယ်တတ်သည်ငပိများများထားနိုင်သည်အင်းသားကြီးများဆိုလျင်တော့ သူကအောက်ကျရသည်အင်းသားကြီးများဆိုသည်များဈေးနှင့်သူဝယ်ရသည်ဒီတကားတောင်းစိန်မှာငပိများများရှိရကြလျင်သူတိုင်းကလေးရောက်လာပြီသူအားညံ့ညို့သွေးပေလိမ့်မည်ဒါပေမဲ့ဘာရမလဲတာဝရတောင်းစိန်တို့ကတော့ခံခဲ့ရလုံလို့ပါနေပါပြီကျုံငပိဟာရောင်းဖို့မဟုတ်ဘူးဗျကုန်းတက်ပြီးလယ်သမားတွေစီမှာငပိနဲ့စဘာလျှောက်ဖလဲမယ်ပြီးတော့မှစဘာကိုပြန်ရောင်းရင်ကျုပ်တို့နှစ်ထပ်ကွမ်းမြန်မာပြလို့ပြန်ပြောလိုက်မှာပေါ့ဒီစားဘုတ်ကိုတောင်းစိန်တို့လည်းတိထားပြီးပါပြီဆိုတာသူသိသွားအောင်လေ ။အိုးအတွင်းနဲ့စိတ်ကူးရင်လည်းမဖြစ်သေးပါဘူး။လုပ်စရာတွေများလာသေးသည်။ဘာကိုဆက်ပြီးလုပ်ရပါမလဲ။တိုးတော့အလိုမွန်းတဲ့၁၂နာရီစီကြီးတောင်ညှီးနေပါဘကော။ဒီတော့မှဝမ်းကဟာ၍ဓမင်းစားနေစဉ်မှပင်စိတ်ကဓမင်းပွဲမှမရှိပဲ။အလုတ်စီတာရောက်နေသဖြင့်ဘာဟင်းနဲ့စားနေဒီကိုပင်သူမသိလိုက်။သမင်းဝါကန်ဒီမယုတ်ကစူးလိုက်တဲ့တဖြင့်မျက်လုံးမျက်စံပြူနေသည်သူ့အကြောင်းအတွင်းဒီအစင်းဒီဖြစ်နေတော့မေစိန်ကသူ့ဖြစ်ကိုကြည့်၍ကာလနာကတော့တဲမိရင်သူများနဲ့ကိုမတူဘူ ဟုကောင်းချီဩဘာပေးလိုက်လေသည်ထမင်းဝါခဲ့ပြီမယိုးစုသည့်အတွေ့ကိုလေးဖိုးကွန်းထံမှရေမန်းကိုလည်းတောင်းတောက်ပြီးပါပြီရေမန်း၏အစွမ်းကြောင့်ပဲလားဒါမှမဟုတ်ငရိုးကပဲသူ့လိုလိုကြာရင်နေပြေးလားမသိလေချောင်းတွင်၌စူးဝင်နေသောငရိုးမှရေမန်းကိုတောက်ပြီးသည့်အခြားမဲ၌ဝမ်းတွင်သို့ကြာဆင်းသွားပါပြီ တမင်စားပြီးတဖေ့ချမ်းကလေးတအိုးလောက်တောက်လိုက်ခြင်းသေးတော်လေအချိန်ကုန်ပြီအလုံမပြီးမီကိုစိုးရုံတော့ကြောင့်တဖေ့ချမ်းတောက်လို့တော့အာသာဆန္ဒကိုညိုသိပ်ချုပ်တီးထားရရှာသည် နေနေအောင်ပေါ့လေအလုပ်အားလုံးပြီးစီကမှဒါမရစုံကြည်စွာနဲ့လက်ဖေးချမ်းဝိုင်းဖွဲ့ပြီးပြောလိုက်ရအောင်မှာပေါ့မဲစိန်ကဒီလုံးရဲ့အကူအညီနဲ့ရေထဲနဲ့လောင်ထားတော့ငကြီးအချင်းများကိုချင်းတော်နှင့်ထဲကဂုံးပေါ်သို့တည်တင်ပြီးညကြီးပေါ်တွင်ခင်းထားသောရင်းတစ်ချက်ပေါ်သို့လောင်ချကနေလှမ်းနေသည်ငကြီးများကနေပူချိန်ကြောင့်မခံမရနိုင်ဖြစ်ကတကောင်နှင့်တကောင်တိုးဝှေ့ရင်းခုန်ပြန်နေကြသည်အားများကိုကြီးထိုးတော့မည်ဆိုသည့်အတွေ့ ဒီလုံအောင်တငယ်ကလေးတူကိုအေဝါတလဲနှင့်ကြီးချောက်ရန်ထန်ဆောင်ခိုင်းထားရ၏သူတငယ်ကလေး၏အနီးတွင်ကြံရှိသည့်ဘန်းငယ်သမီးငယ်များကဝန်းရံကဒုတ်တချောင်းဖြင့်ငကြီးများကိုထိုးဆွရင်းဆော့နေကြသည်ကလေးငယ်တယောက်ကငကြီးများကိုဒုတ်ဖြင့်ထိုးဆွကဆော့နေရမှရင်းအပြင်ဘက်မြေပြင်သို့ခုံထွက်လာသောငကြီးတစ်ကောင်ကိုဖမ်းယူရန်သူ့လက်ကလေးဖြင့်သွားကင်လိုက်၏ချက်ချင်းပင်သူငကြီးကစူးတောက်ကို ကားထောင်လိုက်ကကိုကိုတွန့်လင်ခုန်ပြန်ပြီးခတ်လိုက်ရာ ထိုကလေး၏လက်ကိုငကြီးစူးတောင်ဖြင့်ခတ်မိတော်၏ထိုကလေးငယ်ကနာကျင်လွန်းလှ၍စူးရှစွာအော်ဟစ်ကိုကြွေးတော်၏မယ်စိန်ကငကြီးအချင်းများကိုတကောင်ပြီးတကောင်တည်တင်နေရမှထိုအဖြစ်ကိုမြင်လိုက်ရ၏တနေ့လုံးလက်မချရအောင်လုံနေရသည့်အတွက်မောမောနှင့်စိတ်တိုနေသည်မို့ငကြီးစူးမိသောကလေးငယ်ကိုတနာကျင်နာရမည်အစားဒေါသကလေးပင်ထွက်လာမိ၏ ဟဲ့ကာလနာလေးရဲ့ငကြီးကိုသွားကရင်စူးထက်တယ်ဆိုတာမသိဘူးလားငိုငိုတရားငိုကြမ်းတမ်းစွာရေရွတ်လိုက်ဤကိုတောင်းစိန်ကရှေးရည်အတွက်တွေးတော့အားတက်ပြီးမင်္ဂလာယူနေချိန်မို့ဤအမင်္ဂလာအတန်ကိုမကြားလိုပေသူသည်ရံပြေမှန်ပြောသောမျိုးဖြင့်ငကြီးစူးထားသောကလေးငယ်ဤလက်ကလေးကိုသူ့ဆက်တွင်သို့သူ့တွင်ကဂျင်နာကျူးကြစွာဆုပ်ပေးလိုက်ရာကလေးငယ်မှာအငိုတိတ်သွားတော့ဤဒီတော့မှသူ့အလုပ်ကိုဆက်ရံပြင်ဆင်ရဤလုပ်စရာပါများကြံနေသေးပါလေအင်း ငပိနေရအောင်မှာပါကလားတွေးသွားပြီးဖြစ်၍အလုတ်ကိုပြင်ဆင်ရမှာလေးကန်တွန်းဆုပ်နေမိတော့လေစိတ်ကိုဆောင်ကအားကိုတင်လိုက်ဤကန်းဆက်တွင်ဘလုံးနိုင်တိုင်ဆိုင်ကထိုတိုင်နှင့်ကပ်၍စီပိုင်းတစ်လုံးကိုနေရာချထားလိုက်ဤထိုစီပိုင်းနေသူပုတ်နေပြီဖြစ်တော့ကောင်းသေးငားများကိုလောင်ထည့်ဤထို့နောက်သူ့ခြေထောက်နှစ်ဖက်တွင်စစ်သားများခြေဖက်ဘက်တကဲ့သို့ဂုံဒီစုပ်ဖြင့်ခြေပွားမှဒူးစစ်အထိပတ်စည်းပြီးအပေါ်မှအုံးဆန်ကြိုးနှင့်တေချာခိုင်မြဲစွာစည်းနှောင်လိုက်ဤ စီပိုင်းထဲမှာငပုတ်များကိုသူ့ချက်တော့နှစ်ဖက်ဖြင့်နင်းကနင်းကမှွေနှောက်သည့်အခါတွင်အယိုးများစူးတောင်များမစူးနိုင်ရန်အတွက်သူ့ချက်တော့ကိုဂုံဒီစုပ်ဖြင့်ကာဝေထားရခြင်းဖြစ်သည်သူသည်စီပိုင်းပြီးမှဝလုံးတိုင်ကိုထိမ့်ကင်ထားကစီပိုင်းတွင်သို့ဝင်လိုက်၏စီပိုင်းထဲရှိငပုတ်များကြားရသို့သူ့ချက်တော့နှစ်ဖက်စလုံးဒူးစင်နာအထိရောက်အောင်ဆွက်ကနေဆွက်ကနေနင်းကမှွေနှောက်နေ၏ဤကဲ့သို့နင်းကနင်းကမှွေနှောက်လိုက်သောအခါဝင်ငပုတ်များမှ ုံနံများမှထောင်းကနေထွက်လာသည်မပြီးနေရသည်မှာဒူးစိအထိမြုပ်နေသောရွှွန်တော်များအကြွေတလန်းမီတလန်းအာခေပြီးလှမ်းနေရသည်လို့ရှိသည်မို့ဒူးစိချောင်းပြီးအာကုန်လှသည်အပုံနံများမှလည်းသူ့နှာခေါင်းထဲသို့ဆူးချစွာတိုးဝင်လာနေသည်မို့ခေါင်းထဲကပင်ကြိုက်ကျင်လာ၏ချွေးများမှလည်းဒီလိုလုံးဆူဆွဲလာသည့်အထိထွက်လာကြသည်သို့တော်ထူသားပိတာရနေပြီမို့ဒီတန်ချက်တွေကိုမတုံမလုတ်ခံယူသည်မပြီးကိုအတော်ကလေးကြာကြာနင်းလိုက်၍အချိန်ရပြီသိပူလာတော့အခါ သူ့လှုပ်လှုပ်ဟန်မှာတွက်လက်လာ၏မန်ပါလာ၏သူ့မျက်နာမှာလည်းဆရာထက်တန်သောအရေးရောင်ကလေးများရှက်တန်းလာသည်ဘာလဲဟဲ့ယောက်ျားပါသားအယိုးကြည်ကြည်အရေးခံခံမရှောင်တန်းလှုပ်ပြလိုက်မယ်မတ်တက်ကလဲပြီးတေဝဲဝင်ခြင်းဝင်သွားပါစေတစ်ချက်ပြီးတစ်ချက်ခမမန်နင်းနေသောခြေထောက်များမှာဒေါမန်ပါပြီးစီးကျက်မှန်လာသည်တက်ကြွလာသောစိတ်ဓာတ်ကြောင့်ရင်ထဲမှမြူပြီးကြွရွာကလေးဖြစ်လာသည်ရင်ထဲမှဖြစ်ပေါ်နေသောတက်ကြွရှင်မြူသည့်စိတ်ဓာတ်ကိုဗစက်မှတဆင်အပြင်းသို့ ခွင့်ထုတ်ခြင်းစိတ်မှာထိမ့်မနိုင်သိမ့်မရရှိလာသည်တဲလီလူကြီးတံမဲနဲ့တချင်းကိုဟစ်ပြီးဆိုလိုက်ရမကောင်းမရှိရောမယ်ပြောလို့သာပြောရဘယ်တချင်းကိုမှသူကဟုတ်ဒီပက်တီမရဒါကြောင့်မဲစိန်ရှိရာသူသာလှမ်းကြည့်လိုက်သည်မဲစိန်မှာငကြီးကြက်တိုက်ရန်အတွက်ငကြီးကြက်စင်အောက်တွင်မင်းမွေးနေလေပြီသူလည်းသူ့လုံးနဲ့သူမှုတကုတ်ကုတ်အဖြစ်မအားရအောင်ရှိနေကြသည်အော်မဲစိမဲစိစေမီနိကန်နေမိတော့ခါသူဒီစီပိုင်းပြင်တို့ပြန်ထွက်ကဒီလုံးဝလှမ်းကုန်လိုက်သည် ဒီလုံကလည်းရှင်းအောင်တလုံးကိုလက်တွင်ကင်ဆွဲကအပြည့်ရောက်လာပြီးနောက်စီပိုင်းထဲတွင်နင်းချေထားသောငပုတ်များကိုရှင်းအောင်ဖြင့်ခတ်ယူကရေထဲဆင်းပြီးလောက်ခါ၍ဆေးနေ၏ငကြေးကုန်များနှင့်အညီဟောက်ညီချေးများလည်းချင်းကြမှထွက်ခွာသွားပြီးတန့်စင်ဖြူဖွေးနေသောမအဖုတ်အပိုင်းစာအကျိုးအကျေများသာရှင်းအောင်ထဲတွင်ကြံရစ်ခဲ့သည်ထိုကားဒီလုံးသည်ချင်းနှောင်းကိုထမ်းကာငပိစင်မော်တွင်တွားပုံ၏ရေစင်သွားမှာအင်ငပိစင်မော်တွင်စားကုကပုံထားရမည် ဒီတော့မှလည်းငပိအဖြစ်တို့ရောက်မည်စီပိုင်းထဲမှငပုံများအလုံးစေကျော်ကစင်မောတို့ပုံပြီးတော့အခါနောက်ထပ်နင်းချေခြင်းမပြုသေးတော့ငပုံများကိုစီပိုင်းနဲ့ထက်ပြေကနင်းချေရပြန်သည်နေဝင်သွားလိမ့်မည် အပုတ်ခံထားသောကောင်းသေးငါးများကိုတနေ့ကင်းလုံးစီပိုင်းထဲတွင်နင်းချေကစေကျော်တန့်စင်ပြီးလေပြီစေကျော်တန့်စင်ပြီးတော့ငါးအပုတ်အပိုင်းစာအချိုးကြီးများအလုံးမပြည့်စင်ပေါ်တွင် ပုံပြီးရေစစ်ထားရာယခုရေစင်သွားလေပြီစားကူးလိုက်ရင်မပြည့်ဖြစ်သူရောက်တော်မည်သို့တော်ကိုရောင်းစင်ကအပြင်းထန်လုတ်ကန်ခဲ့သည့်ဒဏ်ချက်ကြောင့်ဒူးမခိုင်မဲရိုင်နေသည်ခြေလက်များမှာအားမရှိသလိုနှုံးရှိနေသည်ညှော်လင့်ချက်ကလေးများနှင့်အတက်သောစိတ်က ဆောင်နေ၍သာတုတ်ရှားသွားလာနိုင်လေသည်သူသည်အလောအလုံးပြီးစီကမှညထမင်းစားမည်ဟုအားခဲကငပိစာကူးရန်ဒီလုံးကိုခေါ်၍စင်မော်သို့တက်လိုက်သည်စင်မော်တွင်မိခွက်ကြီးတစ်လုံးကိုထွန်းညိကစာကူးရန်ပြင်ဆင်ကြသည်ကိုတောင်းစိန်သည်လက်ရနှစ်ခုကိုတက်တဖက်စီတွင်ကင်တွဲပြီးငပုတ်အင်းငယ်ရထုတ်လိုက်၏ဒီလုံးကစားကိုစလုံးမြင့်ခတ်ယူကအလောတော်ဖြူပြေးလိုက်ရာကိုတောင်းစိန်သည်ငပုတ်နှင်စာတမတော်အောင်လက်ရနှစ်ဖက်ဖြင့်မွေနောက်ပြီးနောက် တစ်ဖက်တောင်သို့တွန်းပို့လိုက်၏ဒါကိုပင်ငပိစားကူးသည်ဟုခေါ်ခြင်းဖြစ်သည်ငပုတ်ပုံထဲမှနောက်ထပ်အနေငယ်ရက်ထုတ်လိုက်စားကူးလိုက်တစ်ဖက်တောင်သို့တွန်းပို့လိုက်ဖြင့်ငပုတ်ပုံကြီးကုန်သည့်တိုင်အောင် စားကူးပြီးသောအခါတွင်ငပုတ်ပုံကြီးအဖြစ်သို့ကူးပြောင်းသွားသည်ပွာရောင်ရောင်ဖြစ်နေသောငပိပုံကြီးကိုငပိရောက်မှဖြင့်အပေါ်ဘက်ရောနပိတစ်လျှောက်ပါ အထက်ထက်ရိုက်ပြေးလိုက်သောအခါချစ်လေးတိတ်သေးသော မပိပုံကြီးဖြစ်သွားတော့သည်မပိပုံများမှာစားတိလိုက်တော့အခါအေးဖြစ်ပြီးမပိဆင်ရောက်တို့လျှော့ကြလာကနှင်းချောခင်းထားသောတငယ်ပေါ်မှတဆင့်ရေတယောက်တည်းတို့စီးကြလာကြ၏ငင်ပိများမှာစီးကြလာသောအေးများကိုပင်ငံပြာရေဟုခေါ်သည်ကိုတောင်းစိန်သည်ရေတယောက်မှစီးကြလာမိအပြာအများကိုခံယူရန်ကိန်ုံကြီးတစ်ခုကိုရေတယောက်အပေါဝ၌ခံထားလိုက်၏ဒီငပြာရည်များကိုနေဘူးတဲ့ပြစ်ထားပြီးနေလန်းထားလိုက်လျင်အယောင်ကလေးနေရဲလာပြီးအနံကလေးကလည်းတင်းပြန့်လာမိ မိုးရင်းအတွက်ငပြားရီဝန်းစားတော့လုံလောက်ရောပေါ့စားရီတွေရောထားတယ်အပေါ်စားငပြားရီမျိုးမဟုတ်ငပိသားထဲမှာစီးကြလာတဲ့ငပြားရီစစ်စစ်ဖြစ်သည်မိုးရင်းအတွက်ဝန်းစားငပိကိုတော့အင်ငပိပုံထဲမှာထားမိမဟုတ်အင်ငပိပုံမှာရောင်းနှံအတွက်သာပြုလုပ်ထားခြင်းဖြစ်သည်သူတို့မိုးရင်စားဖို့အတွက်ဝန်းစားငပိမှာပထမတပြန်ဖော်ပြီးကလေးကပင်ပြုတ်လို့တုံးပြီးတင်းစီပြီးလေပြီဒီလိုငလုံးငဖွဲများကိုပြုတ်လို့ထားတော့ငပိမဟုတ်ငကြီးငပြေမငရံသုံးမျိုးကိုဆက်၍ပြုတ်လို့ထားတော့ 3မျိုးစံငပိဖြစ်သည်ငပိလုတ်ပုံမှာလည်းဤကဲ့သို့ခြေတော်များဖြင့်ယွန်စရာကောင်းလောက်အောင်နင်းချေဆေးကြောပြီးပြုလုပ်ထားခြင်းမျိုးမဟုတ်ပထမထုံငါ3မျိုးကိုအပုတ်ခံပြီးနောက်လက်စုံတစ်ခုလေးတွင်ထည့်ကာသာတင်ရောယုံဖြူပြီးခါကျုံယုံကလေးလောက်ထောင်းလိုက်သည်ပြီးတော့မှဒုံငပိကိုအဒုံကလေးများတုံးက နေပူထဲတွင်နနေ3နေလောက်နှက်ထားလိုက်သေးသည်နောက်တဖန်လက်စုံမထည့်ပြီးထမင်းကလေးအနှဲငယ်ရောထောင်းကအိုးထဲမှာထည့်သိမ့်ထားရင်းအနံကလေးသိမ့်ပြီး အယောင်ကလေးကိုဝင်လို့ပေါ့အဲ့ဒီငပိမျိုးစားရရင်တော့တခြားဟင်းမပါရင်နေပါစေဒါပေမဲ့ခက်လိုက်ပုံကမိုးရင်လေးရောက်ကြောကြက်လုံးတို့စားဖို့ထားတဲ့အဲ့ဒီ၃ဥစ္စာငပိကိုထုတ်ရအောင်ပြီးအခြားအပေါ်စားငပိတွေကိုသာခြားကြံစားနေရတာကခက်လာသည်ဒီနှစ်တော့ဒီအဖြစ်မျိုးမရောက်တန်ကောင်းပါဘူးလေသူပြုတ်လုပ်ပေလုပ်ငန်းများကိုကျင်းနေလောက်အောင်ပြုတ်လုပ်ပြီးစီးခဲ့ပြီးဖြစ်တဲ့ဖြင့်သူနှင့်ဒီလုံးတို့သည်ညစာထမင်းစားရန်အိမ်မော်တို့တက်ခဲ့ကြ၏မယ်စိန်ကငကြီးကျက်စင်တဲ့ဘေး၌ထိုင်ကငကြီးများကို ကြက်တိုက်နေသည်သူတို့သားပါနေရောက်သည်ညထမင်းစားတော့နေစဉ်မှာပင်ရွာထဲမှာကုန်ဒီပေါက်စားကလေးတရာငကြီးကြက်တိုက်ချောင်းနှင့်ငရမ်းချောက်ဝင်ရောက်ရှိလာသည်သူသည်မယ်စင်ငကြီးကြက်တိုက်နေရာသို့သွားရောက်ကာအယောင်းဝယ်စကားဆိုနေ၏ကိုတောင်းစိန်တို့ထမင်းစားတော့တော့နေရနှင့်အလန်းတိတ်မဝေးလာသည်ဖြင့်သူတို့ပြောသောစကားများကိုကိုတောင်းစိန်ကြားနေရ၏ပြို့တော်မယ်စင်ခမည်းငရမ်းချောက်နှင့်ငကြီးကြက်တိုက်ချောင်းရောက်မလာပြို့ရောက်မလို့ထားတာပဲဟဲ့ရောက်မှာပေါ့ကဲဒါဖြင့်ဘယ်စီလဲဆို့ ဈေးသင်းမြန်ရန်အခုတည်းကစီရင်ပေးထားပြီးအားလုံး၆မှလာချိန်ပဲ။အိုးအခုမရောက်သေးပါဘူး။အားလုံးပြီးစီမှဈေးတရာရောင်းစားမှာပေါ့။ငှက်ငကြီး၆ကပေါက်မကြီးပဲ။အသေးတကောင်မှမပါဘူး။ပြီးတော့ကြက်ကိုလည်းကုန်တယ်ကြိုက်။ကြက်ဖောင်းတိုက်ထားတာမို့အကောင်ကလေးတွေဖောင်းဖောင်းကားကားနဲ့လှလဲလှတယ်။ကြက်တိုက်တဲ့နေရာမှာလည်းမချမ်းပဲကြက်ကောင်အောင်တိုက်ထားတာမို့၆လဲ၆တယ်။တခြားငကြီးကြက်တိုက်၆တယ်လို့ကြက်ရောင်ကလေးနည်းနည်းပြပြီးနေလန်းထားတဲ့တိုင်ပက်ငကြီးကြက်တိုက်ချောင်မျိုးမဟုတ်ဘူး။ဒါကြောင့်အများကြီးထက်ပိုရမှရောင်းနိုင်မယ်။ဟုတ်ကဲ့ ရောက်တဲ့အခါကျတော့လေကျွန်တော်ကိုနှုတ်ဆက်ပြီးမှရောင်းပေါ်ဗျာအများကြီးတက်တော့ပို့ရမှာပေါ့ကိုတောင်းစီမျက်နှာကဂျင်းနူးရိပ်ဖြင့်ပြောင်းရောင်တန်းလာသည်ဤရွာ၌မပြားကြီးနေမယ်စိမ်မှာကုံလုတ်ကောင်းကြသည်သူတို့ပြုတ်လုထားသောကုံဆိုလျင်အခြားသူများ၏ကုံထက်ဈေးပိုဝယ်ရသည်ငကြီးကျက်ဆိုလျင်အခြားသူများကကျက်ရောင်ကလေးနည်းနည်းပြပြီးနေလန်းထားတာကိုပင်ငကြီးကျက်တိုက်ချောက်လုပ်ပြီးရောင်းကြသည်ဤငကြီးကျက်တိုက်မျိုးကိုတိုင်ဘက်ငကြီးကျက်ဟု ဖွေတူးပေးထားကြသည်အကြောင်းကတော့ခါလယ်မှနေပြီးရှိုးလိုက်လျင်ကျွမ်းကနေကျိုးမသွားပဲကိုေးညွပြီးတာပါလာတတ်သည်ဖြစ်ရာတိုင်ကိုပက်လျင်ပင်ပတ်မိနိုင်၏မဲစိန်တို့ကတော့ဤသို့ညံမကူချက်ကောင်အောင်တိုက်ထားသည်ဖြစ်ရာတကြွန်းကျွန်းညီအောင်၆တရောင်းနေသည်တိုင်ဘက်ငကြီးချက်မျိုးမှာဘရော့အတွက်များ၍စားရမှလည်းမကောင်းကြာကြာထားလျင်လေမူတက်တက်သည်ချက်ကောင်အောင်တိုက်ထားသောမဲစိန်တို့ငကြီးချက်မျိုးမှာအယော့အတွက်နေသည့်အပြင်စားယူလည်းကောင်းသည်ကြာကြာလည်းအထခံသည် ဒါကြောင့်မင်းမယ်စိန်တို့ဤငကြီးကျက်ဆိုလျင်ဈေးပိုဝဲရသည်မယ်စိန်ကလည်းသူပြုတ်လုထားသောဂုံများနှင့်ပတ်သက်၍အမြဲတစေဤသို့ဂုံကိုပြောဆိုတတ်သည်ဂုံကိုကောင်းကောင်းလုပ်ပြီးဈေးကောင်းရအောင်ရောင်းမယ်တဲ့လာပြင်းနေမှုလာမင်းသည်ပြေဝစွာထွန်းလင်းနေသည်ကြည်ေသောလာရောင်ကြီးသည်ကဘာမြေပြင်နှံ့လွမ်းကြုံပိုက်ထွေးကယူရနေသည်ရဏကြီးငယ်မလိုက်ပဲသူ၏ရောင်ကြီးကိုအညီမြပေးဝေဖြန့်ပြူးနေသည်ဖြစ်ရာတမရဤဆိုင်တော်တို့ရောင်ကြီးကို ရရောစွာတွန်းလောင်းပေးဝေနေသလိုပင်ဆင်းရဲသားလူကပ်ပါဤတဲဆုပ်ပေါ်သို့လည်းအနှံ့မျောမရှိပက်ပြန့်ပြနေသည်ကိုတော်စိန်တို့မိသားစုပိုင်းဖွဲ့ကငကြီးကြက်တိုက်ရာကြက်စင်တို့လည်းလာရောက်ကြီးမှရောက်တည်တာဖြစ်သည်ကိုတော်စိန်တားငယ်သမီးငယ်များမှာကျက်စင်ကုန်ပေးတွင်ခင်ထားသောကျူထီယံဘက်၌ကိုတောင်းစိန်နှင့်မဲစိန်ကိုဝိုင်းဖွဲ့ကအချို့ကတုံတုံလှောင်းလျက်အချို့ကထိုင်ငိုင်းမြင်အိတ်ဆက်နေကြသည် နေ့လေတုန်းကငကြီးစုမိသောကလေးငယ်မှမူခိုးတောင်းစဉ်ရင်ဝင်တွင်တိုင်းခိုးဝင်ကအိတ်ဆက်နေပါသည်မဲစိန်သည်ကျက်စင်ပေါ်မှငကြီးများကိုကျက်စင်အောက်မှမြည်ပြင်းပြင်းထိုးကတက်တိုက်ပြီးပြီဖြစ်၍ယခုမိချိန်ကိုလျှော့ကမိခေရေရေဖြင့်နှက်ထားလိုက်သည်ဒီလိုပထမမိကိုခပြင်းပြင်းထိုးကကျက်တိုက်ပြီးမှလည်းငကြီးများမှဖောင်းကားလာကဂုံတွေကြီးများကြိုက်တော့ကျက်ဖောင်းငကြီးဖြစ်မိသို့တော့ငကြီးများဖောင်းကားလာပြီးသည့်နောက်မိချိန်ကိုမလျှော့ဘဲတက်ဆက်တဲ့မြည်ပြင်းတိုက်လိုက်လျင် ကျွမ်းကုန်မည်ဖြစ်၍ဤရှိန်လျှော့ကမိခေရေရေဖြင့်နှက်ထားရခြင်းဖြစ်သည်သူလူကိုယ်သာစိတ်ဝင်စားစွာလုတ်ကိုက်နေ၍စကားမဆိုအားပဲရှိနေတော်မယ်စိန်သည်ယခုမှအနာရတော်ပြီဖြစ်သည်ဖြင့်ပတ်ဝန်းကျင်တွင်အာယုံပြန်လည်လာ၏ဒီတော့မကြီးကျက်စင်အနည်းတွင်ကိုတော်စိန်အတွက်မိခေရေရေဖြင့်နှက်ထားသောလက်ဖက်ရည်ချမ်းအိုးကိုတရိယာမိသည်ဖြင့်လှမ်းယူကကိုတော်စိန်အနည်းသို့ချပေးလိုက်၏လာရောက်ညပြန်ထားသောပတ်ဝန်းကျင်ချူခင်းမှာချီနူးပဲကောင်းလာသည် နေ့လည်နေခင်တုန်းကအကြီးတန်းလာသောအရာဝတ္ထုများသည့်ပင်မင်းငွေရောင်ချေမုံထားသည့်ဖြင့်ဂုံမြောက်အောင်လှနေကြသည်ဒူတန်ဒူတန်စိတ်သုံးနေပြီဖြစ်သောဒီလိုညအချိန်မှာညဤဂီတအဖြစ်ထွက်ပေါ်လာနေသောစက်တုန်တန်ကလေးများကကိုကြည်နူးစရာမကောင်းပါလားဆောင်လေပင်တွင်ငပိစင်မှပြန့်လွင်ထွက်လာသောအပုပ်နှံနှင့်အကြီးကျက်စင်မှကြက်ကိုးနှံကလေးများကိုခြုံဆိုင်နေရခြင်းသည်ပင်အနိဋ္ဌာယုံအပြည့်မထင်မြင်မိပဲကိုရောင်းစိန်စိတ်ကိုနှစ်သိမ့်ချမ်းမြေစေ၏ ခုညတောက်ရတော့လက်ဖေးချိုင်းအရသာမှလဲခါတိုင်းခါတိုင်းနဲ့မတူပဲသူ့ရှားပေါ်တွင်အရသာပုံမူထူးနေတယ်လို့လို့ပင်ကိုတောင်စင်ရင်ရွေး၌ကជីနူးစိတ်ဖြင့်ပြေးတိတ်နေ၏သူ၏မူလတက်ခံစိတ်မှာជីနူးနေစဉ်အခါမုံမြင်ကြထိတွေ့ရသမျှအာယုံများကိုလည်းသူ့စိတ်နှလုံးကိုជីနူးစေသည့်အာယုံများဖြစ်သူသူလက်ခံထားနိုင်ခြင်းဖြစ်သည် တနေ့တလုပ်ငန်းတာဝန်ကိုကျေပွန်စွာထမ်းဆောင်လုပ်ကင်ပြီး၍ယခုလိုအနာယူရသည့်အခိုက်အခါမျိုး၌တာမယာစုံကြီးစွာဖြင့်ဝိုင်းကြီးဖွဲ့ကတားငယ်သမီးငယ်များကိုဘယ်ညာပိုက်ထွေးထားရခြင်းမှာဘယ်လောက်ကြည်နူးစရာကောင်းပါသလဲဘယ်လောက်ရသာထူးလိုက်ပါသလဲသူသည်နိမယ်စိမ်မှာခါတိုင်းတက်ပူ၍လှကပူ၍လည်းချစ်စရာကောင်းနေသည်ဟုသူစိတ်တွင်ထင်မှတ်လိုက်သေးသည်သူကဝိုင်းဖွဲ့နေတော့သူသေးသားကလေးများကိုငုံငါဆောင်ငယ်ကြည့်လိုက်ပြန်တော့လေခါတိုင်းတက်ပင်ချစ်စရာကောင်းနေ၍ အတနာကျင်နာကလေးပင်ပိုလာမိသေးသည်။ဩသူစိတ်ကလေးဟာဖြင့်စီထီတော်ဝါကွန်းလိုနူးညံ့ပြော့ပြောင်းလိုပါကလား။သူလုပ်ငန်းနှင့်ဆက်ဆက်၍သူချေရီးကိုတွေးတော်လိုက်ပြန်သည့်အခါ၌လေပျော်ရွှင်ကြည်နူးစရာများကိုသာသူမြင်နေသည်။သူတို့၌မိုးရင်းအတွက်မပိဝန်းစာမပြာရီဝန်းစာများလုံလောက်အောင်ရရှိထားပါပြီ။ဝန်းစာစဘာတော့မရှိသေး။တို့တော့အေးမကြီးပါသူတို့၌စဘာမရှိတော့လေရောင်းမပိလေ900ကန်ရှိသေးတယ်မဟုတ်ပါလား လေဓမ္မများတွင်ကဝမ်းစာစဘာအပြင်ရောင်းစဘာပူပူရှန်ရှန်ရှိတော်လေသူတို့အတွက်အရေးကြီးသောရိတ်ခါတစ်ခုဖြစ်သည်မပြီးတော့ သူတို့နိုင်မရှိပါသူတို့လေသမားများကလေမိုးရင်းအတွက်ဝမ်းစာငပီကိုအလိုရှိတတ်သည်ဒီတော့ငပီနဲ့စပါဖလှယ်လိုက်ုံပေါ့ကိုတောင်းစိန်ဤမျက်လုံးများသည်လာရောက်ပပြန့်ထားသောငပီစင်ပေါ်ရှိငပီဘုံကြီးစီသို့ရောက်သွားကြသည်ကြည်ရမဝါရှူရမရောင်ရဲသည်နှင့်ဒီဇိုင်းမမက်ကြည့်နေရမှာငွေရောင်ဖွေးနေသောငပီဘုံကြီးမှာချွေရောင်ဝင်းနေသောစပားဘုံကြီးအဖြစ်သို့ထူးဆန်းစွာကူပြောင်းသွားသည်ရင်တွင်မှလိုက်၍လိုက်၍တက်လာသောပီတိဖြင့်သူကဂျင်းနဲ့ဂျင်းနူးစွာပြုံးလိုက်၏ မဲစိန်သည်ငပိဘုံကြီးကိုတလဲကိုတောင်းစိန်ကိုတလဲအပြန်လန်ချိနေရမှကိုတောင်းစိန်အပြုံးကိုမြင်လိုက်တော့အခါသူမကလည်းရောရောင်ပြုံးလိုက်၏ငယ်ကပေါင်းခဲ့တယ်ငယ်ချစ်လင်မှုကိုတောင်းစိန်ဘာတွေတွေးပြီးဘာကြောင့်ပြုံးဒီကိုသူမကဘေးနေမမေးရပဲအတက်တိနေပါသည်ဒီနေ့အဖို့ကျုပ်တို့ဝန်းစာတပါမပူရတော့ဘူးဝန်းစာငပိဝန်းစာငပြာကြီးလည်းရှိနေပြီလေမိုးတွင်အကြီးအတွက်တော့စေးအေးသွားရပြန်ပေါ့မယ်စေးရင်စကားကိုလေးနဲ့စွာထောက်ခံတယ်လို့ ဟူတောင်းစိန်သည်ပုတ်တင်ညိုရှုံးလောက်အောင်ဥကောင်းကိုညှိငါပြလိုက်မိ၏မမသည်ဝမ်းစာကြပါဝမ်းစာငပိဝမ်းစာငပြရေများလုံလောက်အောင်ရရှိပြီးတဲ့နောက်တော့ဘာပူစရာလိုပါသေးတယ်လေငကြီးကြက်တိုက်ချောင်းနဲ့ငရဲချကိုရောင်းလိုက်လျင်မေဖို့ငွေချံကလေးလေးထွက်လာအောင်မည်မဟုတ်လားဝမ်းစာကြပါနဲ့ဘာနဲ့ဆိုတော့အိနီနာချင်းများတာမကရက်ဆွေရမျိုးတွေကပါသူတို့အားဂယုတစိုက် ခေါ်ပြောနှုတ်ဆက်ကြပြီတော့မြည်အေးပေးကြရတော့မြည်နန်းနဲ့ဝေလီဝေလင်းအချိန်တိုင်းအိမ်တိုင်းစီဆွန့်ချက်ရန် လိုက်လံနှူးဆော်ရတော့နေဗံသောဆရာကြီးဦးစိန်မန်းသည်သူ့ဝင်သူဘီယူဒဆိုင်လာရောက်ကဆွန့်ချက်ဆွန့်လောင်းရခြင်းအကျိုးအာနိသင်ကိုတရားဓမ္မကလေးဝေဝေဆာဆာနှင့်ဟောပြနှူးဆော်ပေးလိမ့်မည်ဟိုတုန်းကတော့သူတို့ဆွန့်ချက်နိုင်မှန်းသည်၍နေဗံသောကြီးကသူတို့အိမ်ကိုကွင်းသွားတတ်သည်ရက်ဆွေရမျိုးတွေကလည်းသူတို့ကိုမြင်လျင်ဆန်ချေးနှူးစီချေးနှူးမှတ်တင်ကမတိချင်အောင်ဆောင်နေတတ်ကြသည်ဒီနေ့အဖို့တော့ဒီလူတွေအပေါ်သူကတကြော့ပြန်၍ပြန်မော်ရပြီတော့မည်အဟောတုခံ ။အော်ချမ်းသာစွာချမ်းသာစွာချမ်းသာပြီစွာဒီကနေ့ဖတ်ပြခဲ့တဲ့ဝိထုတော်လေးကိုအချိန်ပေးပြီးနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာရှင်သူညီကောင်မောင်တို့များအားလုံးကာယစိတ်တနှစ်ဖြာသောဒုက္ခများနဲ့ပြေဆုံးနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လေးမှဆုမွန်ကောင်းများတောင်းပေးအပ်ပါတယ်ခင်ဗျာ